ဇလန်းအစမှာတော့လူတွေကောင်းကင်ကနေစစ်မြေပြင်ကိုပြုတ်ကျလာကြပြီးလူအများပြားတည်ကြည်ကုန်ကြပါတယ်။အနောက်လွန်ခဲ့တဲ့28နှစ်ဖြစ်တဲ့ဒီဇင်ဘာ2023ကိုပြန်ပြထားပြီးဒန်တိုမီတာစုပါတီပွဲကျင်းပနေကြပြီးဘောပွဲကြည့်နေလို့မှပဲဘောလုံးကွင်းထဲမှာပေါ်တဲ့ကြီးတစ်ခုပေါ်လာပြီးစစ်သားတွေနဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပါတယ်။ ဒီမျိုးသမီးကတော့သူတို့ကိုသူတို့2050တကနေလာခဲ့တဲ့သူတွေလို့ပြောပါတယ်သူတို့ရဲ့2050တကဘာမှာဂျိုသားအကောင့်တွေနဲ့အတက်လူတိုက်ပွဲဝင်နေရတာမူသူတို့နဲ့အတူတူတိုက်ပွဲဝင်ပေးဖို့အတွက်ပြောနေတာပါအဲ့ဒီနောက်မှာတော့အစိုးရကနေတဆင့်အနာဂတ်တိုက်ပွဲမှာဝင်တိုက်ဖို့အတွက်စစ်ကူအင်အားတွေခေါ်ယူနေပြီးပြည်သူတချို့ကလည်းဒီလောက်ရက်ကိုအပြင်းအထန်ကန့်ကွက်နေခဲ့ကြပါတယ် ဒန်ကတော့သူ့မိသားစုနဲ့အတူဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနေတဲ့ဆရာတယောက်ဖြစ်ပြီးတရက်မှာတော့သူ့စီကိုလည်းစစ်ပွဲတဲဝင်ဖို့အတွက်ဆင့်ခေါ်တဲ့ဖုန်းရောက်လာခဲ့ပါတယ်။ဒါနဲ့ဒန်လည်းအဲ့ဒီကိုသွားလိုက်တဲ့အခါမှာတော့သူ့ရဲ့လက်မှာအနာဂတ်နဲ့ချိတ်ဆက်ပေးတဲ့လက်ပတ်တစ်ခုကိုပတ်ပေးလိုက်ပြီးနောက်ခုနှစ်နှစ်နေရင်တည်တော့မယ်ဆိုတဲ့အကြောင်းနဲ့လက်ပတ်ကိုဖြုတ်ရင်ဒါမှမဟုတ်ပဲအမှုမထမ်းပဲထွက်ပြေးမယ်ဆိုရင်တော့ဇနီးဖြစ်သူကိုအစားခေါ်မယ်လို့လည်းပြောပါတယ်။ ။ဒန်ရဲ့ဇနီးကတော့အနာဂတ်စစ်ပွဲကနေပြန်လာတဲ့လူတွေကိုမေးခွန်းတွေမေးပြီးစိတ်ကိုကူစားပေးနေခဲ့ပေမဲ့လည်းလူတွေအားလုံးအခြေအနေမဟန်တာကိုသိလိုက်ရပြီးသူ့ယောက်ျားကပါအနာဂတ်ကိုတွားရတော့မယ်ဆိုတာသိလိုက်ရတော့အတော်လေးပြာရခတ်သွားပါတယ်။ဒါကြောင့်သူတို့ထွက်ပြေးရအောင်လို့ပြောပြီးဒီလက်ပတ်ကိုဖြုတ်ပေးနိုင်တဲ့သူစီကိုသွားပြီးအခုညီတောင်းဖို့တန်းကိုပြောပေမဲ့ဒဏ်ကတော့တိတ်သွားခြင်းပုံမပေါ်ပါဘူး။ အဲ့ဒီလူကတော့ဒန်ရဲ့အဖေဖြစ်နေပြီးဒန်ကသူ့အဖေနဲ့ဆက်ဆံရေးမကောင်းခဲ့ပါဘူး။ဒါပေမဲ့လည်းသူ့မိမနဲ့သူ့သမီးအတွက်သူ့အဖေစီကိုသွားပြီးလက်ပတ်ကိုဖြုတ်ဖို့အကူအညီတောင်းလိုက်ပါတယ်။ဒါပေမဲ့သူ့အဖေကသူ့လိုစကားပြောတာကိုအတန်ဖန်ထားတယ်ထင်ပြီးဒန်ကိုဆွဆွဲတဲ့အခါမှာတော့ဒန်လဲစိတ်တူသွားပြီးအကူအညီမယူဖို့ဆုံးဖြတ်လို့အိမ်ကိုပြန်လာခဲ့တော့တယ်။သူ့မိမကတော့သူ့လိုထွက်ပြေးဖို့အတွက်ပြာရာခတ်အောင်စီစဉ်နေပေမဲ့သူ့ယောက်ျားပြန်လာတဲ့အခါလက်မလက်ပတ်ကြီးရှိနေသေးတာမို့ဝမ်းလဲသွားခဲ့ပေမဲ့ဒန်ကတော့သူ့အကောင်းဆုံးလုပ်နိုင်မှာမို့ သူ့ကိုစောင့်နေပေးဖို့မှာပြီးအနာဂတ်စစ်ပွဲမှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်တော့သူတို့လိုစစ်ပွဲထဲဝင်ရမယ့်သူတွေအားလုံးကိုလူစုခိုင်းလိုက်ပြီးသူတို့ထက်ငယ်တဲ့အနာဂတ်ကစစ်မေတွေကစစ်ပွဲက9ရက်တိတိကျမြင့်မှာမူစစ်ပွဲထဲမှာမတည်ပဲအသက်ရှင်တဲ့သူကိုလက်ပတ်ကနေဘယ်နေရာကိုပဲရောက်ရောက်လက်ရှိကဘာကိုပြန်ပို့ပေးမယ်လို့ပြောပါတယ်။ခဏအကြာမှာတော့သူတို့တွေနားနေကြတော့မှပဲအချက်ပြဆင့်ခေါ်တန်တွေကြားရပြီးသူတို့အားလုံးစစ်ပွဲနေရာကိုတွားကြဖို့အတွက်လူစုလိုက်ရပါတယ် အဲ့ဒီနောက်တော့သူတို့အားလုံးကိုအနာဂတ်ကနေတယောက်ပြီးတယောက်စစ်စင်ရေးလုပ်ရမယ့်နေရာစီကိုစင့်ခေါ်သွားပါတော့တယ်။ဒါပေမဲ့လည်းအဲ့ဒီနေရာကတော့ဂျိုသားတွေကတိမ့်ပိုက်သွားပြီးမူဘုံကျဲဖြစ်စီရတော့မှာပဲဖြစ်ပါတယ်။စစ်မေကလည်းသူတို့မသွားတယ်ဆိုတာကိုသိလိုက်ရပေမဲ့လူတွေအများကြီးအဲ့ဒီကိုရောက်ပြီးသွားပြီးမူသူတို့ဌာနချုပ်ကလူတွေကိုကဲထုတ်ပေးဖို့အတွက်ဆက်သွယ်ရေးကိရိယာကနေတဆင့်ဒဏ်ကိုအမိတ်ပေးလိုက်ပါတယ်။ ဒါနဲ့တန်လဲသူနဲ့အတူရောက်လာတဲ့လူတွေကိုစစ်မေးညွှန်ကြားတဲ့အတိုင်းသူနောက်ကနေလိုက်ခဲ့ဖို့ပြောပြီးဌာနချုပ်ဖြစ်ခဲ့မှုရဲ့နေရာကိုသွားကြပါလေ။လမ်းတလျှောက်မှာတော့ဂျိုသားတွေဖျက်ဆီးထားတာကြောင့်အပြက်စီးတွေအရန်ကိုများနေခဲ့တာပါ။သူတို့အဆောက်အဦတစ်ခုတည်းကိုရောက်လာတဲ့အခါမှာတော့ဂျိုသားလက်ချက်နဲ့တည်နေတဲ့အဖွဲချုပ်ကလူတွေကိုတွေ့လိုက်ရပြီးဒန်လဲတရင်ပို့လိုက်တဲ့အခါမှာတော့အဖွဲချုပ်ကစစ်မေးကသူတို့ကိုစေးပစ္စည်းထားတဲ့အခန်းကိုသွားဖို့အမိန့်ထပ်ပေးရင်ဒီနေရာကိုဘုံကျဲတော့မှမူမြ мян လှူရှားဖို့လဲပြောပါရတယ်။ ဒါနဲ့ဒန်ဦးဆောင်ပြီးစေးပစ္စည်းအခန်းထဲကိုရောက်သွားချိန်မှာတော့မြ мян ယူပြီးထွက်ခဲ့ဖို့ပြောတာနဲ့ဒန်လဲမှန်ကိုတနက်ဖင်နဲ့ရိုက်ချပြီးအထဲကပစ္စည်းကိုယူလိုသူ့ဖွဲ့သားတွေကိုပြန်ထွက်ဖို့အချက်ပြပြီးလာလန်းအတိုင်းထွက်ဖို့အလုပ်မှာပဲသူ့ဖွဲ့သားနှစ်ယောက်ကရှီလန်းမှာဂျိုသားတွေရှိတာကြောင့်တခြားလန်းကိုညှို့ပေးဖို့ပြောပါတယ်။ဒါနဲ့လှေကားထစ်တွေကနေဆင်းဖို့ပြောတော့သူတို့အားလုံးလှေကားထစ်ကနေဆင်းလာကြတော့တယ်။လှေကားထစ်ကအစင်းမှာတော့လှေကားထစ်ရဲ့အပေါ်မျက်နှာကျမှာစောင့်နေတဲ့ဂျိုသားတွေကသူတို့ကိုတိုက်ခိုက်ဖို့အတွက်အပြေးဆင်းလာကြပါတယ်။ လူတွေလဲသူတို့တနက်ကိုစီနဲ့ဂျိုသားတွေကိုတက်ပြင်းရင်လှေကားကနေအမြန်ဆင်းပြေးကြရပါပေမဲ့ဂျိုသားလက်စာမိသွားတဲ့လူတွေလဲမနှဲပါဘူးဂျိုသားကောင်တွေကလဲသူတို့အနောက်ကနေစားလောင်နေတာမူတောက်လျှောက်လိုက်လာနေတယ်လို့ဆက်သွယ်ရေးကိရိယာတွေကစစ်မေကလဲဘုံကျဲတော့မှမူနေရာကနေမြ мян ထွက်ခွာဖို့အတွက်တတိခဏခဏပေးနေပြန်ပါတယ်ဒန်လဲထွက်ပြေးလာရင်တနက်နဲ့တိုက်လို့မတည်တဲ့အခါမှာတော့အနီးကပစိမ့်နဲ့ဂျိုသားကောင်းကိုခုတ်လိုက်ပါတယ် ဒါကိုမတည်နိုင်တဲ့ဂျိုသားကတော့စက်တိုက်တိုက်ခိုက်နေတာမူအဖွဲသားတယောက်ရောက်လာပြီးဂျိုသားရဲ့ပိုင်းနဲ့ခေါင်းကိုပြပြလို့အဲ့ဒီနေရာကအဓိကနေရာပဲလို့ပြောပါတယ်။အဲ့ဒီနောက်တော့သူတို့တွေအဆောက်အဦတွေကနေအပြင်ကိုရောက်လာကြပြီးအကောင်တွေကလည်းအနောက်ကနေလိုက်နေတာမူဆက်ပြီးပြေးလာနေတော့မှပဲအနီရောင်မိခိုးတွေကိုဝင်လိုက်ကြပါတယ်။သူတို့ကိုလာခေါ်တဲ့စစ်ကားတွေကိုတွေ့လိုက်ရလို့ပြောနေတော့မှပဲကံမကောင်းစွာနဲ့စစ်ကားကိုဂျိုသားတွေကတိုက်ခိုက်လိုက်တာမူသူတို့တွေမျောလင့်ချက်မဲ့ကုန်ကြပါတယ်။ အဲ့ဒီနောက်တော့မြင်းသမျှဂျိုသားတွေကိုပြစ်တက်ခဲ့ပြီးထွက်ပြေးကြရပြန်ပါတယ်။ဒီလိုနဲ့ပြေးနေရင်ရှောက်လန်းအကျယ်တစ်ခုကိုဖျက်ရချိန်မှာတော့ရှောက်လန်းရဲ့အောက်ခြေဘက်ကိုလူတွေပြုတ်ကျကုန်ပါတယ်။ဒါကိုဒန်ကဆင်းခဲ့ပေမဲ့လည်းဂျိုသားကသူ့အချွန်နဲ့လူတယောက်ကိုပြစ်လိုက်တာကြောင့်လူတွေကဒန်ကိုတူတူဒီနေရာကိုရှင်းမှမူဒီနေရာကနေထွက်သွားဖို့ပြောပါတော့တယ်။အဲ့ဒီနောက်တော့ဒန်လည်းထွက်ပြေးလာခဲ့ပြီးတိတ်မကြခင်မှာပဲမျိုးတစ်ခုလုံးကိုဘုံကျဲချပြစ်လိုက်တာမူဒန်တို့ဖွဲ့သားတွေလည်းလွတ်ထွက်သွားပါတယ်။ ပြန်လို့လာတဲ့အခါမှာတော့သူတို့တွေစေပေခန်းထဲကိုရောက်နေပြီးဒံယာတွေကိုကူတနေကြရပါတယ်။ဒံလဲအပြင်ထွက်လာပြီးဌာနချုပ်ကစစ်မေနဲ့အဖွဲ့သားတွေတည်သွားတာအတွက်စိတ်မကောင်းပါဘူးပြောနေခဲ့ပြီးသူနဲ့မျိုးရိုးနာမည်တူနေတဲ့စစ်မေကိုနာမည်ဘလို့ပေါင်းတာလဲလူမေးလိုက်တော့မှသူ့သမီးဖြစ်နေတာကိုသိလိုက်ရတော့တယ်။သူအနာဂတ်ကိုမလာခင်ကကိုးနှစ်သမီးပဲရှိသေးပေမဲ့အခုအနာဂတ်မှာတော့အသက်ကြီးနေတာမူဒံလဲအံ့ဩသွားပါတယ်။ အဲ့ဒီနောက်တော့ဒန်ကိုသူတေသနာလုပ်နေတဲ့အခန်းထဲကိုခေါ်သွားပြီးသူတို့ခုနကနေရာမှာတိုက်ခိုက်ခဲ့တဲ့အကောင်တွေကအထီးတွေဖြစ်ပြီးအမတွေကအထီးတွေထက်ပိုချမ်းတဲ့အကြောင်းနဲ့အထီးတွေကလည်းသူတို့မျိုးဆက်ရှိစေချင်တာကြောင့်အမကိုအသက်သေးခံပြီးကာကွယ်ပေးတဲ့အကြောင်းပြောပြပါတယ်။အဲ့ဒီနောက်တော့သူတို့ကအမကနေအထီးကိုတတ်နိုင်တဲ့အစိတ်ကိုရှာမှမူအမနေတဲ့ဂူထဲကိုသွားဖို့အတွက်ပြင်ဆင်ပြီးထွက်လာခဲ့ကြပါတယ်။တွင်းထဲမှာတော့ဌာနချုပ်ကအဖွဲသားတချို့ရောက်နေပြီးဂျိုသားအမကိုတွင်းထဲကနေထွက်လာအောင်ကြိုးရည်နဲ့ဆွဲယူနေကြပါတယ်။ ဂျိုသားအမလည်းစိတ်တူပြီးတွင်းထဲကနေထွက်လာလို့ဌာနချုပ်ကအဖွဲသားတွေကိုတိုက်ခိုက်ပါတော့တယ်။အကုန်လုံးဂျိုသားတိုက်ခိုက်တာကိုခံနေရတာမူစစ်မေကိုသတင်းပို့လိုက်ပြီးစစ်မေလဲကြိုးချလို့တွင်းထဲကိုဝင်လာပါတော့တယ်။ဒဏ်ကတော့အပေါ်ကနေအခြေအနေကိုစောင့်ကြည့်ဖို့အတွက်နေရခဲ့ပါတယ်။စစ်မေလဲတွင်ထဲမှာမေးစေးပေးဖို့အတွက်ဂျိုသားအမကိုပြစ်ဖို့လုပ်နေတော့မှာပဲဂျိုသားကသူ့ကိုတိုက်ခိုက်ပါတယ်စစ်မေတိုက်ခိုက်ခံနေရတာကိုသိတော့ဒန်လဲသူ့သမီးကိုစိတ်ပူပြီးလေရင်ပေါ်ကနေတွင်ထဲကိုခုံဝင်လာခဲ့ပါတယ် ဒန်လဲသူ့သမီးကိုတိုက်ခိုက်နေတဲ့ဂျိုသားကိုမယမကဆွဲယူပြီးအလုံးပေါင်းလိုလှောင်အိမ်ထဲကိုထည့်လိုက်ကြပါတယ်အဲ့ဒီနောက်တော့လှောင်အိမ်ကိုရဟတ်ရင်နဲ့ဆွဲတင်ပြီးသူတို့ဌာနချုပ်ရှိတဲ့နေရာကိုခေါ်သွားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအထီးကောင်တွေရောက်လာပြီးအမပါသွားတဲ့ရင်ကိုဝိုင်းဆွဲကြပါတယ်။ဒန်နဲ့သူ့သမီးလည်းအတင်းပြေးနေရပြီးကင်ကားတစည်းကိုတွေ့တဲ့အခါမှာတော့အဲ့ဒီပုံကိုတက်လို့မနှဲထွက်ပြေးခဲ့ရပါတော့တယ်။ အဲ့ဒီနောက်တော့သူတို့ဓာရီအမောက်ကိုမေးစေးပေးထားပြီးအမစီကထွက်တဲ့အစိမ့်နဲ့အထီးတွေကိုတတ်နိုင်မဲ့နီးကိုဖော်ထုတ်နေကြပါတယ်။ဒန်တိုပြန်ရမယ့်9ရက်မြောက်တဲ့နေ့မှာပဲအစိမ့်ကိုရသွားခဲ့ကြပြီးအဲ့ဒီအချိန်မှာပဲအမောက်ကိုလာခဲ့ကြတဲ့အထီးအကောင်တွေလည်းသူတို့ဌာနချုပ်ထဲကိုထိုးဖောက်ဝင်ရောက်လာကြပါတော့တယ်။အမျိုးသမီးကတော့သူ့အဖေကိုသူတို့စီမအချိန်မရတော့တာမူလက်ရှိကဘာကိုသွားပြီးဒီဆေးကိုဆက်လက်ဖော်ထုတ်ပေးဖို့အတွက်ပြောပါရတယ်။ ။ဒန်ကလည်းအမျိုးသမီးပေးတဲ့ပလင်းလေးကိုယူလိုက်ပြီးအဲ့ဒီနေရာကနေနှစ်ယောက်အတူတူအ мян ထွက်ပြေးခဲ့ရပါတယ်။ဌာနချုပ်ထဲကိုအကောင်လေးဝင်လာခဲ့တာမူဘလို့မှတားမရနိုင်ပဲအမကလည်းသူ့လိုနှစ်ယောက်နောက်ကိုပဲတေးတေးမဲမဲလိုက်နေပါတော့တယ်။အဲ့ဒီနောက်တော့ဌာနချုပ်ထဲမှာတနက်ပြစ်တံတွေဘုံကျဲတံတွေလည်းစုညံသွားပြီးဂျိုသားတွေလည်းတည်ကုန်တယ်လို့လူတွေလည်းတည်ကုန်ကြပါတယ်။ဒန်ကတော့သူ့သမီးကိုကာကွယ်ရင်းပြေးနေတဲ့ကြားကဂျိုသားအမကသူ့တို့ကိုမြင်သွားပြီးအချုံနဲ့လှမ်းထိုးလိုက်တာမျိုးသမီးကိုမှန်သွားပါတယ်။ အမျိုးသမီးလဲသူ့ဘိုက်ကအချုံကိုဆွဲနှုတ်လိုက်ပြီးဒံကလေးတစ်ဖက်ကတွဲခေါ်လို့တူတူရင်စီကိုရောက်အောင်ထွက်ပြေးကြပါတယ်။ဒါပေမဲ့လည်းအမျိုးသမီးကတော့ဒံရကြီးကြောင့်မပြေးနိုင်တော့ပဲတွေးရလေအများကြီးထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ဖက်ကနေလဲဂျိုသားမကလိုက်ပြီးတိုက်ခိုက်နေတာမူတူတူနားနေတဲ့စင်ကြီးကျိုးကျသွားပြီးအမျိုးသမီးအောက်ကိုရှော့ကျသွားပါတယ်။ဒံကတော့သူ့သမီးကို အသေးမခံနိုင်တာကြောင့်လက်တစ်ဖက်ကနေဆွဲထားပေမဲ့မျိုးသမီးကတော့အဲ့ဒီလက်ကိုဖြုတ်ချပစ်ပြီးအသေးခံလိုက်ပါတယ်။ ဒါဂိုဒန်ကလည်းသူ့သမီးကိုအနောက်ကနေလိုက်ပြီးကဲမဲ့အလုံးမှာတော့ဒန်တိုရဲ့ခုနှစ်ရက်ကလည်းပြေးသွားပြီးမူလက်ရှိကာလကဆေးရုံကိုတူတူပြန်ရောက်သွားကြပါတယ်။ဆေးရုံကိုအရောက်မှာတော့သူ့သမီးပေးလိုက်တဲ့ကာကွယ်ဆေးကိုထုတ်လုပ်ဖို့ပြောပြီးသူ့အနာဂတ်ကိုပြန်တည်သွားမယ်လို့ပြောပေမဲ့ဆရာဝန်ကတော့အနာဂတ်နဲ့လက်ရှိကိတ်ပေးလိုက်ပြီးမူအနာဂတ်ကိုမသွားနိုင်တော့ဘူးလို့ပြောပါတယ်။ ဒါနဲ့တန်လဲဆေးရုံကနေအိမ်ကိုပြန်လာခဲ့တော့သူ့မိမကိုသူ့သမီးနဲ့အဲ့ဒီမှာတွေ့ခဲ့ပြီးသူ့သမီးလေးတည်သွားတဲ့အကြောင်းပြောပြတော့သူ့မိမစီကနေဒီကိစ္စတွေကိုဖြေရှင်းလို့ရမယ့်အဖြစ်တစ်ခုထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဂျိုသားတွေအနာကက်ကဘာကိုရောက်လာခဲ့တဲ့နေ့ရက်အစောပိုင်းခုနှစ်ကိုသွားပြီးဂျိုသားတွေမလာနိုင်အောင်ဖြည့်ဆည်းဖြစ်ဖို့ပါပဲ။ဒါနဲ့တန်လဲသူ့နဲ့အနာဂတ်မှာဆုံခဲ့လူစီကနေဂျိုသားလက်သေးတဲ့ကအရာကိုစစ်ဆေးခိုင်းတော့ရေခဲပြမုံကိုတွေ့တာနဲ့ဒီဂျိုသားရိစဖြစ်တဲ့ရုရှားကိုတွားဖို့အစီအစဉ်ဆွဲခဲ့ပါတယ် အဖွဲသားတွေအားလုံးကိုခေါ်ပြီးရုရှားသွားဖို့အတွက်အရာရှိတယောက်ကိုလေရင်နဲ့လိုက်ဖို့ပြောပေမဲ့တက်တယ်လည်းမရှိသလိုအနာဂတ်ကိတ်လည်းပိတ်သွားပြီးမှတနက်ကင်ဘူခွင့်မပြုတာနဲ့ဒန်လည်းကိုပိုင်လေရင်ရှိတဲ့သူ့အဖေစီကိုအကူအညီတောင်းဖို့ထွက်လာတော့တယ်။အဲ့ဒီနောက်တော့သူ့အဖေမောင်းနဲ့လေရင်နဲ့လက်နက်ကရိယာအစုံကိုယူပြီးရုရှားကရေခဲတောင်စီကိုထွက်လာခဲ့ပါတယ်။ရေခဲတောင်ရဲ့အတွင်းပိုင်းကဂူထဲမှာတော့ဂျိုသားတွေမွေးလာတော့မဲ့ရေအိတ်တွေကိုတွေးလိုက်ရပြီးဒန်ကလည်းသူ့လိုဖော်ဆက်ထားတဲ့ဂျိုသားအမဆေးရည်နဲ့ရေအိတ်ထဲကိုထိုးထည့်လိုက်ပါတယ်။ ဆေးထိုးခံရတဲ့ဂျူသားတွေလည်းနာနာကျင်ကျင်နဲ့ရေအိပ်ပေါက်ပြီးတည်သွားခဲ့တာကြောင့်သူတို့လုံနိုင်ပြီဆိုပြီးပျော်နေတော့မှပဲမထိုးရသေးတဲ့ရေအိမ်ထဲကဂျူသားတွေထွက်လာပြီးသူတို့ကိုတိုက်ခိုက်ပါတယ်။အပြင်ဘက်ကိုလည်းဂျူသားအမတ်တကောင်ကထွက်သွားတာမူဒီနေရာကိုပုံကျဲပြီးအစာဖျောက်ဖို့တွေးထားတာနဲ့ဒန်ရဲ့အဖွဲသားတွေကဒန်ကိုတုတမီကိုကယ်ဖို့ထွက်သွားခိုင်းပြီးသူတို့ကတော့အဲ့ဒီနေရာမှာလည်းအသက်ပေးလိုက်ကြပါတယ်။အဲ့ဒီနောက်တော့ဒန်လဲကူအတွင်းထဲကနေထွက်လာခဲ့ပြီးဂျူသားအမတ်နဲ့တိုက်ခိုက်ကြပါတယ်။ ဒန်ရဲ့အဖေကလည်းဂျိုသားအမကိုအကွက်တနေရာကနေတနက်နဲ့လှမ်းပစ်တာကြောင့်ဂျိုသားအမလဲစိတ်တူပြီးဒန်ရဲ့အဖေကိုတိုက်ခိုက်ပါတယ်။အဲ့ဒီနောက်တော့တိုက်ခိုက်ရင်ဂျိုသားအမလဲရေခဲအမုံတွေကြားမှာပျောက်သွားတာကြောင့်ဒန်နဲ့သူ့အဖေလည်းကြောချင်းကက်လို့လာရင်ပြစ်တက်ဖို့လုပ်နေတော့မှာပဲပြန်ပေါ်လာပြီးသူ့ရဲ့အချုံနဲ့ဒန်ကိုလှမ်းပစ်ပါတယ်။ဒန်လည်းအချုံကြောင့်အနောက်ကိုလဲကျသွားချိန်မှာပဲဒန်စီကိုအပြေးလာနေတာနဲ့အချုံကိုဆွဲနှုတ်လိုက်ပြီးဂျိုသားအမရဲ့မျက်လုံးကိုအချုံနဲ့ထိုးလိုက်ပါတော့တယ်။ ဂျိုသားမလဲသူ့ချုံနဲ့သူ့နာနေတော့မှာပဲဒန်ရဲ့အဖေကပါဝင်လာပြီးပစိန်နဲ့ကြံနေတဲ့မျက်လုံးတစ်ဖက်ကိုခုတ်လိုက်ပြန်ပါတယ်။အဲ့ဒီနောက်တော့မမြင်မကန်းတဲ့အချုံတွေကိုလိုက်ပစ်နေတာမူဒန်လဲသူ့ရဲ့အစိတ်ဆေးရည်ကိုထုတ်လို့ဂျိုသားအမရဲ့လက်မှာထိုးလိုက်ပါတယ်။ဂျိုသားအမဆေးရည်ကြောင့်တေးပြီးလို့တွေးနေတော့မှာပဲသူထင်သလိုမဟုတ်ပဲဂျိုသားအမကဆေးထိုးခံရတဲ့လက်ကိုကိုက်ဖြတ်လိုက်ပြီးသူအသက်ဆက်ရှင်အောင်လုပ်ပါတယ်။ဒန်လဲလန့်သွားပြီးတဖြည်းဖြည်းနောက်ဆုတ်သွားရင်ရေခဲတောင်အောက်ဖက်ကိုပြစ်ချဖို့တွေးထားပြီးသူ့စီကိုလာအောင်များခေါ်ပါတယ် အဲ့ဒီအချိန်မှာပဲသူ့အဖေကသူ့လက်ကိုဓာတ်နဲ့လှီးလို့သွေးနဲ့မြခေါ်တာကြောင့်ဂျိုသားမလဲသူ့အဖေစီကိုတွားနေတော့မှပဲဒံကဝင်ကာလိုက်ပြီးဂျိုသားအမတ်ရဲ့ပါဇက်ထဲကိုအစိတ်ရီထဲလို့တက်ပြစ်လိုက်နိုင်ခဲ့ပါတော့တယ်။အဲ့ဒီနောက်တော့ဂျိုသားအမလဲပါဇက်ထဲကအစိတ်ရီတွေကိုတော့ပြန်မထုတ်နိုင်တာကြောင့်ဒံစီစဉ်ထားတယ်လို့ရေခဲတောင်အောက်ဖက်ကိုပြုတ်ကျသွားပြီးတည်သွားခဲ့ပါတယ်။ဒီလိုနဲ့ဒံတယောက်အနာကတ်မှာဖြစ်လာမဲ့စစ်ပွဲနဲ့သူ့သမီးရဲ့အသက်ကိုကယ်တင်လိုက်နိုင်ပါတော့တယ်။အဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။